င်္ဂလာပါရှင်ကျမတော်ငူခတ်တာပါဒီဗီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံရဲ့ပုံမှန်နှန်ဆိုင်လာနေတဲ့ပြည်ပခါကိုကင်တွယ်ဖြည့်ရှင်းဖို့အချိန်သိမ့်မကြံတော့တဲ့အကြောင်းနဲ့ပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်ဖို့အမေရိကန်လွှတ်တော်အမတ်တွေကနိုဝင်ဘာလ16ရက်နေ့မှာတတိပေးလိုက်ပါတယ်။ အမေရိကန်အောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီကလက်ခံကျင်းပပြီးအရှေ့အာရှနဲ့ပစိဖိတ်ဆိုင်ရာဆက်ကော်မတီအဖွဲ့ဝင်တွေပါဝင်တဲ့မြမအရေးကြားနာပွဲမှာအခုလိုပြောလိုက်တာပါအရှေ့အာရှနဲ့ပစိဖိတ်ဆိုင်ရာဆက်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ Miss Yang Kim ကမြန်မာနိုင်ငံရဲ့နှာရှိုင်းလာနေတဲ့လူသားချင်းစာနာထောက်ထားမှုနဲ့လုံခြုံရေးဆိုင်ရာအကြက်တဲတွေကိုမိမောင်းထိုးပြခဲ့တယ်လို့မြန်မာဆဲအုပ်စုနဲ့ဆက်ဆက်နေတဲ့ကြားဖြန့် online ဝင်လင်ခိုင်းတွေပြန့်နှံ့လာတာအပါအဝင်အဓိကပြဿနာတွေကိုလည်းထောက်ပြခဲ့တာပါ။ အမေရိကန်ရဲ့အရေးယူဆောင်ရွက်မှုမရှိရင်မြန်မာနိုင်ငံဟာကြာရှုံးနိုင်ငံအဖြစ်နဲ့အတူနိုင်ငံဖြတ်ကျော်ရဇဝဲမှုတွေရဲ့ပဟိုချက်အဖြစ်နဲ့ဆက်လက်ရှောက်လှမ်းရလိမ့်မယ်လို့လည်းဥပဒေပြုအမတ်တွေကသတိပေးပါတယ်။ဒါ့အပြင်မြန်မာပြည်အတွက်လူသားချင်းစာနာမှုအကူအညီတွေကိုစစ်ကောင်စီကနေတဆင့်မဟုတ်ဘဲဒေသခံအရေးဖက်အဖွဲ့အစည်းတွေစီကနေတဆင့်နေဆက်ဖြတ်ကျော်ပေးပို့ဖို့ဆွေးနွေးခဲ့ကြပါတယ်ရှင်။ ရခိုင်ပြည်နယ်ကြောက်ပြည်မြို့နယ်မှာစစ်ကောင်စီဘက်ကရွေးကောက်ပွဲကြိုတင်မဲပေးဖို့အတွက်လက်ပတ်ကျင်းကျနေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်တွေကပြောပါရတယ်။ကြိုတင်မဲတွေကိုလာမဲ့နိုဝင်ဘာ23ရက်နေ့မှာစာပြီးပေးလို့ရပြီလို့ဆိုပါရတယ်။မဲပေးဖို့အတွက်ကျင်းကျလာတဲ့တပြိုင်တည်းမှာပဲတစ်ဖက်မှာတော့မြို့နယ်တွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေကလည်းဆက်တိုက်လုပ်နေတယ်လို့ဒေတာကန်ဦးက TV ကိုပြောပါရတယ်။နိုဝင်ဘာ18ရက်နေ့နေ့လယ်ပိုင်းမှာဆိုရင်ချောက်လဲနဲ့လိတ်တင်ရွာတွေဘက်မှာချက်ဖိုက်တာနဲ့တိုက်ခိုက်ခဲ့တာကြောင့်လူသေဆုံးမှုရှိခဲ့တယ်လို့လည်းဆိုပါရတယ်။ဒေတာကန်ဦးပြောပြတာကို TV ကနောက်ခံသံထည့်ပတ်ထားပါရတယ်။ ဒီရပိုင်းနဲ့မှာမဲပေးဖို့အတွက်တော့လိုက်ကျင်ညာနေတယ်။23ရက်နေ့စပေးလို့ရပြီပေါ့နော်။လေချောင်းကနေလည်းဒီရပိုင်းဇက်တိုက်ပြင့်နေတယ်။မနေ့ကဆိုရင်ကြောက်ကလေးတို့လိတ်တင်တို့ဘက်မှာလာပြစ်သွားတာလူသေဆုံးတာရှိတယ်။ဘယ်နှယောက်လဲတော့မသိဘူး။စစ်ကောင်စီနေနဲ့ရွေးကောက်ပွဲအတွက်နေမြေလုံးဂျုံဖို့ပိုပြီးစိုးမိုးနိုင်ဖို့အတွက်အခုလိုမျိုး လှုပ်ဆောင်နေတာလို့လည်းဒေသခံဦးကပြောပါတယ်။ဒါပြင်ကြောက်ဖြစ်မြို့နယ်နေမီကန်တပ်တွေမှာနေရာထိုင်ခင်းနေရာလောက်ထပ်ပြီးပြင်ဆင်နေပြီးဒီအပိုင်းတွင်အင်အားဖြည့်တင်ဖို့တော့ဆောင်ရနေတယ်လို့လည်းစေးလေးလာသုံးသပ်သူဖြစ်တဲ့စီရီယံဘူကြီးကိုစင်ရောက DB ကိုပြောပါတယ်။စကောင်စီအနေနဲ့ရေချောင်းကနေပဲအင်အားဖြစ်တင်လာမှာဖြစ်ပြီးရန်ကုန်ဘက်ကအထွတ်မတွေ့ရသေးတဲ့အတွက်စစ်တွေဘက်ကနေအင်အားဖြစ်တင်မဲ့အခြေအနေလို့လဲဆိုရတယ်။ကြောက်ပြူမှာရှိတဲ့နေမီကန်တပ်တွေပေါ့နော်။အဲ့ဒီနေမီကန်တပ်နှစ်တပ်မှာ နေရာထိုင်ခင်းတွေပြင်ထားတာတော့ကျွန်တော်တို့အနည်းဆုံး200နဲ့300ကျားလို့တော့မှန်းရတယ်ဗျကျွန်တော်တော့ခံမှန်းတာတော့ဒါတော့တရင်အသေးကြတော့မသိအောင်စစ်တွေဘက်ကနေလာဖို့ပဲဖြစ်မယ်လို့တော့မှန်းတယ်ခင်ဗျအဲ့လိုလေးတော့ရှိတယ်စစ်တွေဒီကြောက်ဖြူတက်နေတယ်ပေါ့နော်အဲ့ကြောက်ဖြူရေတပ်ဘက်ကိုထပ်ပြီးတော့အင်အားဖြစ်မဲ့အနေထားပဲဗျကြောက်ဖြူမျိုးနဲ့မင်းပြင်းရွာနီးမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအထိခိုက်များတာကြောင့်ကြီးရီလေးသုံးမျိုးလုံးနဲ့စက်တိုက်တိုက်ခိုက်နေတယ်လို့ ULAA ဘက်ကထုတ်ပြန်ထားပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကြောက်ဖြူမျိုးနဲ့မိုးလေဝသရေဒါစကန်ရှိမှာဝါရဖြတ်မှုတွေတပ်ဖွဲ့ရကူနေတဲ့စစ်ကောင်စီတပ်သားတွေကိုအေကဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့အများအပြားသိဆုံးခဲ့ပါတယ်ကျွန်တော်ထားအောင်ပါရဲအဲ့တော့လေကွာဒေါ်လာရကြာကြည့်ရလဲညောပါမွေမောစနေနေ့ကမြန်မာကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံကကြားပြန်လုခေါ်တဲ့အွန်လိုင်းလေလေမှုစင်တာတွေကိုနှိမ်နှင်းမှုအမေရိကန်တရားရေးဌာနက FBI နဲ့ပူးပေါင်းပြီးအထူးတပ်ဖွဲ့တစ်ခုလည်းဖွဲ့စည်းလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကင်းပြည်နယ်၊မြောက်ပြည်မြို့နယ်၊ရွှေကုတ်ကုန်းမြို့တဲ့အပါအဝင် တောင်ရင်မြေကမ်းတစ်လျှောက်ကနမဲစုံနဲ့ကြော်ကြားနေတဲ့ online ကြံပြမွေးလေလုံငယ်လောက်ကိုင်းရဲ့နေရာတွေကိုအထူးစစ်စင်ရေးတရအနေနဲ့နှိမ်နှင်းသွားမယ်လို့နေကြာသောတပ် BGF ကငွေဝါလာ၁၆ရက်နေ့ကပြောဆိုလိုက်ပါတယ်။ဟုတ်တယ်အကုန်မင်းညာတော့ကရွှေကုတ်ကိုအလူရရတော့ တော်တော်များများပြေးကုန်ကြပြီပေါ့နော်ဒါပေမဲ့ဒီမြောက်မတီးရဲ့တောင်ရင်မြစ်ဒီမြစ်ကံဘေးနားမှာရှိတဲ့ကုမ္ပဏီအကုန်လုံးဆိုရင်ဒါပုံမှန်ပဲပိတ်လည်းမပိတ်သေးဘူးပြေးလည်းမပြေးသေးဘူးကလေးတွေကိုခေါ်ထုတ်သွားရဆိုတော့အကုန်လုံးလည်းတည်နေတဲ့အတိုင်းပဲဒီပဆိုင်ရှိတဲ့ဂျီပိုင်းလူတွေကိုတော့ခေါ်ထုတ်မယ်။လူရှင်ရဲ့မတရားအလိုမျိုးဖန်ဆီးခံထားရပြီးတော့မတရားခိုင်းစီခံထားရတဲ့လူတွေကိုကြတော့ဖန်ပြမယ်။ အသေးလေးကိုမဖမ်းသေးရတော့ဘယ်လိုလုပ်မိကုန်မလဲကြာပြန်သွားတော့ဒါအပြင်ကင်းမျိုးသားစီယုံကင်းတက်မခွနဲ့နေမီကင်းပြည်နယ်ပိုင်ကျုံမြို့နယ်မော်ဘူးကီဒေသမှာအွန်လိုင်းကျမ်းမြေလုပ်ငန်းတွေတွေ့ကင်းနေရသောက်တဲ့ BGF ကလင်းမီတွေကိုငှရင်ဝယ်ယူရမှာ မြေတီကကိုထိုင်းပတ်ဝင်သိမ်းရှိပြီးဝယ်ယူနေပါတယ်လက်ရှိမှာလဲရွှေကုတ်ကကျောင်းဝင်ကုန်ပြီး၅ခုကပြင်ဆင်ပြောင်းရွှေ့တာတွေလုပ်ဆောင်နေတယ်လို့ ။ BGN နဲ့နေဆက်သူတယောက်ကပြောပါတယ်ဒီကုတ်ပေါ်မှာကတော့ဒီကြောက်ပြက်နေတယ်။ရထားပေါ်ရထားမှာပြည်တယ်ကစားတယ်။ဒါတော့မင်္ဂလာမှာနာမည်ပေါက်နေတယ်ဒီအိန္ဒိယမှာသူကလည်းဘုံကွာသူတော့ကျုံနော်။အဲ့ဒါကဖြစ်နေတာ။အဲ့ဖြစ်ပြင်းလိုက်ဒီကကြာရင်။အဲ့ဖြစ်ပြင်းရလုံးတော့တော့အားလုံးကိုကြည့်ရတော့အခုကျွန်တော်ကဒီနားကြည့်ရမယ်။အပါရတယ်ကွာ။ကျွန်တော်ဘောင်းထုတ်တယ်ပေါ့နော်။ဘောင်းထုတ်ပြီးတော့ မြန်မာပြည်ကိုပြည်သူတွေတောင်းချတာလုပ်ကြကြမ်းရံဝင်လေလုပ်ငန်းတွေကိုတောင်းအမြေကန်လျှောက်ကရွှေကုတ်ကိုမထော်တလေအင်ဂျင်မြိုင်ဧကတရာရွှေပြောင်မြိုင်ကြောက်ခတ်အေအေဆိုင်ဝမ်ခဖလူစတဲ့မြေနေရာတွေမှာတရုတ်နိုင်ငံသားတွေကရင်းနှီးမြှုပ်နှံပြီးလောက်ကင်နေပါတယ်လက်ရှိမှာလည်းဘလူးကြမ်းရံဝင်လေလုပ်ငန်းမှာအတင်းအကျပ်စိတ်ကိုင်းခံနေရသူတွေအများပြားရှိနေပြီး ကဲလို့ပြီးဖို့မျှော်လင့်နေတယ်လို့အာရမစေကိုင်းခင်ရသူတယောက်ကပြောပါတယ်ဒါကကျန်နေလေးရဲ့အလုပ်ကမာရီအကောင်ကဒီလိုအခြေအနေမှာသူအကောင်ကပြန်ကျင်နေလို့အာဒီလိုတည်းဆိုရင်လည်းသူနိုင်ငံသူပြန်ကျင်နေလို့ရှိရင်လည်းခေါက်ခရိုင်လူဆိုရင်သူနေရကိုသူပြန်ကျင်လို့အမေအကူအလုံးမပေးမပြန်ဘူးသူမျော်လင့်နေရဆိုတာကအေးအေးချေချေလို့လို့မျိုးစစ်တပ်ကနေပြောဝင်လာပြီးသူကိုကဲထုတ်ပေးနိုင်လို့သူကမျော်လင့်နေအမေ အရင်တည်းကနေကောင်းဆောင်နေပြောတဲ့စကားအရာဆိုရင်တော့စစ်တပ်ကနေပြီးတော့လုံးဝဝင်လာတဲ့ပုံမျိုးမျိုးအခုအားလို့ဆိုရင်သူတို့ကပတ်စံပေးထားတယ်ဆိုပြီးပြောတယ်။ဒီမှာသိချင်တာကတကယ်ပဲစစ်တပ်ကမတိတာလား၊ကျန်တဲ့ဒီကျန်နေပြီးတဲ့ site တွေကိုတကယ်ပဲမတိတာလား။ပတ်စံပေးထားလို့မတိကြအောင်နေရလားဆိုတာသိချင်တယ်အခု။ကင်တိုင်းသားလေးနဲ့ကင်တက်ဖွဲ့ဖြစ်တယ်ဒီမစီချိုးပြူကင်တက်မလို့ဒီကေဘီတက်ဖွဲ့ရဲ့ခေါင်းဆောင်၄ယောက်နဲ့ထိုင်းနိုင်ငံသား၁ယောက်ကို တန်ခတ်ရေးယူလိုက်တယ်လို့နိုဝင်ဘာလ7ရက်နေ့ကအမေရိကန်ကထုတ်ပြန်ခဲ့ပါတယ်။နိုဝင်ဘာလ10ရက်နေ့ကထိုင်းဝန်ကြီးချုပ်အနုထင်ကျန်ဝေကွန်းဟာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကိုရောက်ရှိလာပြီးကြမ်းပြန်စစ်ပွဲဆင်နွှဲသွားမယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင်ထိုင်းနိုင်ငံမကောက်မှာအွန်လိုင်းလမ်းကောင်းမှုနဲ့ကြင်ကြခံနေရတဲ့ရှစ်ခုကုံမျိုးတိထူထောင်သူအဓိကခေါင်းဆောင်ကြမ်းပြန်ခေါင်းဆောင်ရှီချင်းညန်းကိုထိုင်းအနာပိုင်းကနိုဝင်ဘာလ10ရက်နေ့က ပြုံးအနာပိုင်းလေးထည့်လွှဲပြောင်းပေးလိုက်ပါတယ်ကျွန်တော်အောင်ခံပါပဲခူးတိုင်းဝေါ်မြို့နယ်မှာငွေကြက်တန်ပေါင်း8500တန်ဖိုးရှိတဲ့စိတ်ကြွဆေးတွေဖမ်းမိတယ်လို့စစ်တပ်ရဲ့ပြန်ကြားရေးသတင်းမှာနိုမာလာ19ရက်နေ့ညကဖော်ပြပါဗျာ နွန်ဘာလ၈ရက်နေ့ည၇နာရီကမူရစေဝါတားဆီးနေနေရဲတွေနဲ့ပူပေါင်းအဖွဲ့တွေဟာပဲခူးတိုင်းဝေါ်မြို့နယ်ညောင်ခါရှိရွာနားမှာမိုင်းဆွေမောင်းနှင်လာတဲ့ Isuzu 6ပြီးကားကိုတရင်အရစစ်ဆေးရှာဖွေခဲ့တာမှာကားပေါ်ကနေဒေသကာလာတန်ပိုးငွေကျပ်တန်း8500တန်ပိုးရှိတဲ့စိတ်ကြွဆေးပြား၅တန်းကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါရယ် ထပ်မံစစ်ဆေးဖော်ထုတ်ချက်တွေအရဖမ်းဆီးရမိတဲ့စိတ်ကြွဆေးပြားတွေကိုမန္တလေးမြို့ကနေဖမ်းအမျိုးကိုတယ်ဆောင်ခိုင်းသူဟာမန္တလေးမြို့နေမြန်မင်းဦးဖြစ်ပြီးဆေးပြားတွေကိုတယ်လာတဲ့ကားကိုဆွဲတော်ကားဝင်လာလာရောက်ပို့ဆောင်သူဟာပြည်ဦးလေမြို့နေအောင်မျိုးဝင်းတို့ဖြစ်တယ်လို့သိရပြီးသူတို့ကတော့အခုချိန်ထိမဖမ်းမိသေးဘူးလို့သိရပါတယ်ရှင်။ Operation Horizon စစ်စင်ရေးရဲ့တစိမ့်တစ်ပိုင်းဖြစ်ရထားလမ်းတွေလိုအရေးကြီးတဲ့အခြေခံအဆောက်အအုံတွေကိုကောက်ွဲဖို့စစ်သားအယောက်1000ကိုတာဝန်ချထားမယ်လို့ပိုလန်ကောက်ွဲဝင်ကြီး Camps ကနိုဘာလ16ရက်နေ့မှာပြောခဲ့ပါတယ်ပိုလန်ရန်သူတွေကလာမဲ့ရှည်လျားတဲ့စောင်းညတွေနဲ့ခရစ်စမတ်ကာလကိုဖြည့်ဆည်းဖို့အချိန်ကောင်းဖြစ်ရှုမြင်နိုင်တယ်လို့ဝါဆောမြို့တော်မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲတစ်ရက်အတွင်းတက်မတော်အရာရှိချုပ် BS Watch ကိုကိုလာကသတိပေးခဲ့ပါတယ်။ ိုင်ငံသားတွေတန်တရားဖြစ်မဲ့အခြေအနေတွေကိုအစီရင်ခံရမှာပိုလွယ်စေဖို့ app အသစ်တစ်ခုကိုမကြာမီတက်ဆင်သွားမယ်လို့ Google ကပြောပါတယ်။ ရုရှားအစိုးရနဲ့ပူးပေါင်းလှုပ်ဆောင်နေတဲ့ယူကရိန်းနိုင်ငံသားနှစ်ဦးကပိုလန်မြို့တော်နဲ့ယူကရိန်းနယ်စပ်ကိုဆက်သွယ်ပေးတဲ့ဝါဆောလူပလင်ရထားလမ်းကိုသတင်းပတ်ကုံရက်မှာဖောက်ခွဲခဲ့တယ်လို့ပိုလန်နိုင်ငံကပြောခဲ့ပါတယ်။ရထားလမ်းပောက်ကွဲမှုကိုတုံ့ပြန်တဲ့အနေနဲ့ဥရောပသမဂ္ဂရဲ့ရှန်ကန်လွတ်လပ်စွာခီးသွားလာခွင့် area ထဲမှာရုရှားတန်တမန်တွေကိုကန့်တတ်ဖို့ EU မဟာမိတ်တွေကိုလည်းတိုက်တွန်းခဲ့ပါတယ်ရှင်။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်